အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ငယ်ငယ်တုန်းကအပြင်းအထန်လိုက်တန်းကစားတဲ့အခါမှာ live fan တဲ့သူကိုငါ့ကိုမိအောင်ဖမ်းနိုင်ဖမ်းလေဆိုပြီးတော့စိန်ခေါ်ပြီးတော့ထွက်ပြေးပူမှာပါ friend avi နေကတော့ vanesia နေပြီးတော့ chairman အတူတွေနဲ့ပတ်စံနေလိန်ထုတ်ဥပဒေပေါင်းများစွာကိုချိုးဖောက်ပြီးတော့ fbi လက်ထက်ကနေထွက်ပြေးနေတဲ့အချိန်မှာ fbi ကိုငါ့ကိုဖမ်းနိုင်ဖမ်းလေဆိုပြီးတော့စိန်ခေါ်ခဲ့သူဖြစ်ပါတယ် quiet down people My name is Mr. Abignail. That's Abignail, not Abignali, not Abignali, but Abignail. Now, somebody please tell me where you မင်ဒါတွန်ဟန်နဲ့မင်ဒါလီယိုနာဒိုဒီကာပရီယိုတို့ရိုက်ကူးထားတဲ့ Catch Me If You Can ဆိုတဲ့စကားက Fran Avine ရဲ့ဇလံကိုအခြေခံပြီးရိုက်ကူးထားတာပါဒီနေ့မှာတော့ရုပ်ရှင်ထဲမှာပါဝင်တဲ့ Fran Avine ရဲ့ထောင်ဖောက်တဲ့ပုံစံတွေနဲ့ ဖရန့်အဗီနီရဲ့တကယ့်ဖြစ်ရမှန်ကိုပြောပြပေးထားမှာဖြစ်ပါတယ်ခင်ဗျာ You're under arrest. Hey, are you hungry? Do you want some beans, Carl? They got the best French beans here. Two dozen French. Fran Avinia, do such a new York, do you want to be on a game? ဒါပေမဲ့သူတိလာခဲ့တာကနယူးယောက်မှာအသက်16နှစ်နဲ့ဘာမှလုပ်မရဘူးဆိုတာပါ။ဒါကြောင့်မလို့သူ့ရဲ့အသက်ကို16နှစ်ကနေ26နှစ်လို့ပြောင်းလိုက်ပါတယ်။သူနောက်ထပ်တိလာခဲ့တာကပတ်စံလူတွေဆိုတာပါပဲ။နယူးယောက်မှာနေရတာကပတ်စံရှိမှရပါပါ။အဲ့ဒါနဲ့ Frank Avenue တယောက်ခြားတော့ဆိုင်ဒါမှမဟုတ်ရင်ရရလုံဝင်လို့ပြီးပတ်စံရှာမယ်။ထင်ပါတလား။လုံအောင်အဲ့လိုမလုပ်ခဲ့ပါဘူး။ Frank Avenue စီမှာဘယ်သူမှလိုက်စင်းစားလို့မရတဲ့အကြံတစ်ခုရှိနေပါတယ်။ အဲ့ဒီအကြံဆိုတာကဘန်တွေမှာတူလောက်ထားတဲ့အစစ်နဲ့လုံအောင်ခွဲမြအောင်တူတဲ့ချက်လက်မှတ်တွေနဲ့ပတ်စံထုတ်မှာဖြစ်ပါတယ်။ friend ကအတင်တွေ့တင်ကြပုံမှန်လူကြောက်မဟုတ်ပါဘူး။သူကညံကောင်းပြီးတော့ပါနေပါတယ်။အဲ့လိုနဲ့သူ့ရဲ့ချက်လက်မှတ်အတူညံကောင်းမှုနဲ့ပါနေခြင်းတွေကိုပေါင်းဆက်ပြီးတော့ဘန်တွေစီကနေပတ်စံနေအလဲတူထုတ်နိုင်သွားပါတယ်။80 90 100 dollars You have yourself a great time in Paris. I uh, always do. Excuse me. I'm John Modica. I manage this branch. I want to thank you for coming in and using our institution. Well, it's a pleasure to meet you, John. I'll be back again. Good. Have you stayed with us before? Ah, uh, now I've been. အဗီယန်ကဖမ်းဖို့ကြိုးစားတဲ့အခါမှာ friend avenue ကိုဘာလို့ခြေရကောက်မြရလဲဆိုတော့သူကပတ်စံထုတ်ဖို့လာတဲ့အခါမှာပုံစံမျိုးမျိုးဟန်ဆောင်ပြီးတော့လာပြီးတော့ထုတ်တာပါလေရင်မူဒေါက်တာရှေ့နေ စရိစတီပြီးဟန်ဆောင်တဲ့အခါမှာဗန်နွေဘက်ကလည်းတိတ်ဆင့်မနေတော့ဘဲနဲ့အလွယ်တကူထုတ်ပေးပါတယ်။ဗန်နွေစီကနေနှစ်ပေါင်းများစွာမီလီယံနဲ့ချီရပတ်စံတွေထုတ်ပြီးတော့အစင်တန်းမြင့်တဲ့ဇင်ခံပေါ်မှာနေထိုင်ပါတယ်။ကဘာနဲ့ခီးရီထွက်ပါတယ် ။ဒီနေ့မှာတော့ပြင်တစ်မှာအဖမ်းခံရရပါတယ်။ပြင်တစ်ထောင်ကနေပြီးတော့ဆွီဒင်ထောင်ဆွီဒင်ထောင်ကနေပြီးတော့ United States ရောအမေရိကကထောင်စီကိုရွှေ့ပြောင်းခံရရပါတယ်။ဆွီဒင်ကနေအမေရိကထောင်ကိုပြောင်းဖို့လုပ်နေစီမှာပဲ Front Avenue ရဲ့လွမြောက်ချင်းနှစ်ခုတည်းကပထမတစ်ခုကဖြစ်သွားပါတယ်။ Front ကအမေရိကန်ကိုလေရင် site bb ကျင်းလေရင်ရဲ့စားတော့ခန်းတကားကနေပြီးတော့ခုံဆင်းသွားပြီးတော့လေရင်ကွင်းထဲကိုခြေပလာနဲ့ ဖြက်ပြေးရင်းနဲ့ရဲရဲစီကနေလွမြောက်သွားတာပါယနေ့အချိန်မှာတော့လေရင်လေစိတ်တွေကလုံကြုံကြီးအရန်တင်းကျက်တယ်ဆိုပေမဲ့အဲ့ဒီနှောင်းက911လည်းမဖြစ်သေးတာမလို့ယခုချိန်လောက်မတင်းကျက်သေးဘူးလို့ယူဆလို့ရပါတယ်အဲ့လိုနဲ့ friend လဲရဲရဲစီကနေရုပ်ရှင်ဆက်စပ်ထွက်ပြေးလွမြောက်သွားပါတယ် friend ကအပတ်ပေါင်းများစွာလွမြောက်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့ Montreal လေစိတ်မှာပြန်အဖမ်းခံရပါတယ်ကိုေးဘက်မှာရှိရဲလေစိတ်ပါအဲ့လိုနဲ့ friend ရဲ့ဒုတိယမြောက်ယူလော့စီယာ လွတ်မြောက်ခြင်းဖြစ်လာခဲ့ပါတယ်။ Frank ကို Atlanta Georgia Georgia မှာရှိတဲ့ Detentional Center ကိုခုံရုံးတင်ဖို့ပို့လိုက်ပါတယ်။အဲ့ဒီခုံရုံးတင်ဖို့စောင့်နေတော့မှာပဲကံကောင်းပြီးတော့ရည်စရာကောင်းတဲ့လွတ်မြောက်မှုဖြစ်သွားမှာပါ။ FBI က Frank Avenue ကို Federal Detention Center ကိုပို့တော့က Frank ရဲ့ထောင်ဒါစာရွက်စာတမ်းတွေကိုမေ့နေခဲ့ပါတယ်။အဲ့ဒါက Frank တို့ဇလန်းပေါင်းများစွာလှုပ်ကြံပြောဖို့ဖြစ်လာခဲ့ပါတယ်။ Frank လှုပ်ကြံပြောမဲ့ဇလန်းကတော့သူက FBI ရဲ့ လှစ်ဝက်ထည့်ထားတဲ့ထောင်စစ်ဆေးရေးတယောက်ဆိုပြီးတော့ဟန်ဆောင်ခဲ့ပါတယ် FBI ရဲ့လူဟုတ်လားမဟုတ်လားမသိပေမဲ့ဟုတ်နိုင်နေဆိုပြီးအဆောင်တွေနဲ့ဝန်ထမ်းတွေကအထူးခွင့်ရည်တွေခံစားဖို့ခွင့်ပြုပေးခဲ့ပါတယ်အဲ့ဒီနှစ်တွေတုန်းကလူတွေကိုတရားရုံးခုံတင်မှုချုပ်တာတုန်းမှာထောင်တာတူညီဝတ်စုံမူခိုင်းခဲ့ပါဘူးကိုပါလာတာကိုဝစ်လို့ရပါတယ်ဖရန့်အတွက်အခွင့်ရေးပါအဆောင်တွေကလည်း front မှာထောင်တာဆာရဆာတမ်းမရှိတဲ့အတွက်တကယ် FBI ရဲ့လူဖြစ်နိုင်တယ်လို့ထင်နေကြတာပါ ဲ့လိုနဲ့ friend ကထောင်အားနဲ့လွမြောက်ဖို့ကြံပါတော့တယ်။ပထမဆုံးအနေနဲ့သူ့ရဲ့ကောင်မလေးကိုဖုန်းခေါ်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လောက်ကျန်ဇလန်းပြည့်စုံမှုအတွက်ပြင်ပအကူအညီလိုအပ်တာကြောင့်ပါ။သူ့ကောင်မလေးကို FVI လုပ်ငန်းကက်နဲ့ထောင်ဆစ်ဆေးရေးကက်အတူတူလောက်ခိုင်းပြီးတော့ channel လေးတမဟန်ဆောင်ပြီးတော့ friend ကို interview တလို့နဲ့လာပြီးတော့တွေ့ရမှာဖြစ်ပါတယ်။သူ့ကောင်မလေးကလည်း friend ပြောတလို့လောက်ခဲ့ပြီးတော့ friend နဲ့တွေ့နိုင်ခဲ့ပါတယ်။တွေ့ပြီးတဲ့အခါမှာတော့ခုဆို front ရဲ့လက်ထက်မှာ FBI agent ကတ်နဲ့ထောင်းစစ်ဆေးရေးကတ်အတူရှိနေပါပြီ။ရလာတဲ့ကတ်တွေကို ထောင်းဝင်တန်းတွေနဲ့အဆောင်တွေကိုပြပြီးတော့ယုံတွင်းနိုင်ခဲ့ပါတယ်။မယုံလို့ဖုံးဆက်မယ်ဆိုရင်လည်းကတ်ထဲကဖုံးနံပါတ်ကလမ်းဘေးဖုံးတစ်ခုနဲ့ချိတ်ထားတာဖြစ်ပြီးတော့အဲ့ဒီဖုံးနာမှာ front ကတူကောင်မလေးကိုဖုံးပြန်ဖြေကိုဆောင်ခိုင်းထားတာပါ။တနေ့မှာတော့ front ကထောင်းအဆောင်ကိုသူ့အရေးပေါ်အစီအွေတစ်ခုတက်ရမှာဖြစ်လို့ခုချက်ချင်းသူ့ကိုလှုပ်ပေးဖို့လိုကြောင်း ူပြောတာမယုံရင်သူ့ကပ်ပေါ်မှာရှိရဲ့နံပါတ်ကိုဆက်ပြီးတော့ FBI ရုံးချုပ်ကိုလှမ်းပြီးတော့မေးလို့ရကြအောင် ပြောခဲ့ပါတယ်။အဆောင်ကလည်းအဲ့ဒီဖုန်းနံပါတ်ကိုလှမ်းပြီးခေါ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Frank ရဲ့ကောင်မလေးက FBI ဝန်ထမ်းအောင်ဟန်ဆောင်ပြီးတော့ Frank ကိုခုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်းပြန်ဖြေခဲ့ပါတယ်။အဲ့လိုနဲ့ friend ပြောထားတဲ့ရက်မှာပဲထောင်ဆောင်နေကိုရိုင်က friend ကိုလာကြိုတဲ့အကားအပေါ်အထီကိုလိုက်ဖို့ခဲ့ပါတယ် ဒီလိုပြီးပြည့်စုံတဲ့လွတ်မြောက်ခြင်းကပြီးပြည့်စုံတဲ့အဆုံးတက်တော့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့လာနှဲငယ်ကြမှာတင် friend ကို new york မှာပြန်ဖမ်းခံလိုက်ရပါတယ်။တရားရုံးကနေ friend ကိုထောင်ထဲ၁၂နှစ်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့ friend ကထောင်ထဲမှာ၅နှစ်ပဲနေလိုက်ရပါတယ်။ထပ်ပြီးတော့ထွက်ပြေးတာတော့မဟုတ်ပါဘူး။ FBI နဲ့အဘေးယူလုပ်ခဲ့တာပါ။သူတုံးခဲ့တဲ့ချက်လက်မဲ့အတူတွေ FBI ကအတူတွေလုံနီးတွေနဲ့အခြား system ရဲ့ယူပေါက်တွေကို ဘဒူမှထပ်ပြီးတော့အတူမလုံနိုင်အောင်ရိုးပေါက်တွေမရှိတော့ FBI နဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တာပါအဲ့ဒီအချိန်ကနေစပြီးတော့ friend ကလူကောင်းအဖြစ်နဲ့နေထိုင်ခဲ့ပါတယ် FBI နဲ့အတူလုံးလုံးနေတော့မှတွေးခဲ့တဲ့ကောင်မလေးနဲ့လက်ထပ်ခဲ့ပြီးတော့တာတုံးယောက်ရှိပါတယ်၃ယောက်ထဲကတယောက်ကအခု FBI agent ပါပျော်ရွှင်ဖို့အဆုံးတက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်